ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်89နှစ်မြောက်မြန်မာနိုင်ငံမိသားတပ်ဖွဲ့နှင့်ကိုကျူးဆူဂုဏ်ပြုသောအပြင်မိသားတပ်ဖွဲ့ဝင်များစုပေါင်းသွေးလူတန်းနေမှုကြီးစုအားပေးတဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်89နှစ်မြောက်မိသားတပ်ဖွဲ့နှင့်ကိုကျူးဆူဂုဏ်ပြုသောအပြင်မိသားတပ်ဖွဲ့ဝင်များ၏စုပေါင်းသွေးလူတန်းပွဲကိုမေလ၄ရက်နေ့နဲ့9နာရီကတောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးထုခုစေယုံကြီး၌ကျင်းပရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းနှင့်ပြည်내ဝန်ကြီးများတက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ထို့နောက်ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းပြည်내ဝန်ကြီးများနှင့်တာဝန်ရှိသူများကမိသက်သက်ဖွဲ့ဝင်များ၏စုပေါင်းသွေးလူတန်းနေမှုကိုလိုက်လံကြည့်ရှုအားပေးပြီးအားဖြည့်စေဝါနှင့်အာဟာရဖြည့်အစားအစာများကိုပေးအပ်ခဲ့ပါသည်။89နှစ်မြောက်မြန်မာနိုင်ငံမိသက်သက်ဖွဲ့နှင့်ကိုကြိုးစိုးဂုဏ်ပြုသောအပြင်ရှမ်းပြည်နယ်အတွင်းရှိ ်ပြည်နယ်ခရိုင်မြို့နယ်များမှတန်တေးရံမီတက်တပ်ဖွဲ့ဝင်များကစုပေါင်းတန်ရှင်ရေးပြုလုပ်ခြင်းစုပေါင်းသွေးလူတန်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။